တပင်းသိမ်းမြန်းင်းစီရုပ်ရှင်စကားကအထူးကြောင့်လို့ဆူရတာမဟုတ်ပဲချစ်ကြည်ရဲ့ယာဆူရသွားတာပါဆိုပြီးပြောလာတဲ့အကယ်ဒမီကဲဖြတ်တိုင်းတူအားလုံးပဲမင်္ဂလာပါစရီတန်နူပေးကနေကြိုဆိုလိုက်ပါရီမြန်မာနိုင်ငံကအကယ်ဒမီကဲဖြတ်တိုင်းအဖွဲ့မှပါဝင်တဲ့အတိုင်းချူဟာကိုရိုင်းတရုတ်ဆောင်ထားတဲ့ဇကားကိုကိုရိုင်းအကဲဖြတ်အမှတ်ပေးပြီးကိုရိုင်းမဲဆူတွေတက်ယူသွားကြတဲ့ကဒီပွဲကိုစတင်ဝေဖန်လာခဲ့ကြပါရီ ဆူအာဒီနဲ့သူတွေကမရပဲနဲ့ကျန်ခဲ့တာတွေကိုလည်းပြိသက်တွေကသဘောမချခဲ့ကြပါဘူး။နမဲကျော်မင်းသားတယောက်ရင်အိုက်တင်တွေကိုကူးချပြီးတော့ကယ်ရမီဆူရတာကိုလည်းမရသင့်ဘူးလို့ထင်မြင်ကြပါရယ်။လွန်ခဲ့တဲ့နှစ်ကရုံတင်ပြသခဲ့တဲ့သတင်းသေးများနဲ့စီရုပ်ရှင်စကားကိုလည်းကယ်ရမီစုတစုတော်တေချာပေါက်ရမယ်လို့ထင်ထားခဲ့ပေမဲ့စုတစုမှမရသွားပါဘူး။မြန်မာအကယ်ဒမီပေးပွဲမှာစုမရခဲ့တဲ့သတင်းသေးများနဲ့စီရုပ်ရှင်စကားကိုတရုတ်နိုင်ငံကလန်ချန်မဲခေါင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပြသလိုက်တဲ့အခါမှာတော့ထူးချွန်စုရုပ်ရှင်စကားစုကိုရသွားခဲ့ပါရယ်။ Golden Elephant Honor ဆုပေးပွဲခန်းနာမှာမိမိကိုကိုတယောက်ဆောင်ထားတဲ့သမင်သည်များနဲ့စီရုပ်ရှင်စကားက Outstanding Twin Awards ကိုရသွားခဲ့ပြီး Data ကတော့လွန်ခဲ့ Data မင်းဆက်တည်ဖြစ်ပါတယ်ဒီစကားကမြန်မာနိုင်ငံမှာစုတစုမှစုမရပါနဲ့တရုတ်နိုင်ငံမှာစုရသွားခဲ့တာကြောင့်မြန်မာနိုင်ငံရဲ့ Academy ဒိုင်လူကြီးတွေကလက်လိုက်လို့စုမရတာလားလို့ထင်ခဲ့ကြပါတယ်နိုင်ငံသားကရုပ်ရှင်ပညာရှင်တွေကဲပြတ်ပေးတဲ့ပွဲမှာတောင်စုရခဲ့တဲ့စကားကမြန်မာ Academy ပွဲပွဲမှာ စုမရခဲ့တာကစံသီးဖြစ်နေလို့လူပြောများခဲ့ပါရီအဲဒါကြောင့်မြန်မာရုပ်ရှင်ကလူကြီးတယောက်ဖြစ်တဲ့ကယ်ရမီစောမြင့်ဦးဟာတပင်သေးမြန်နေစီရုပ်ရှင်စကားဆူရတာဟာထူးချွန်လို့မဟုတ်ပဲနိုင်ငံတွေရဲ့ချစ်ကြည်ရေးရာပြည်ထောင်စုဖြစ်ကြောင်းရှင်းပြလိုက်ပါရီလန်ချမ်းမေကောင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာနိုင်ငံ၆နိုင်ငံကစကား20လာရောက်ပြသခဲ့ကြပါရီတပင်သေးမြန်နေစီစကားတကားတွေဆူရသွားခဲ့တာမဟုတ်ပဲအခြားနိုင်ငံတွေကလာပြသခဲ့တဲ့စကား20လုံးလေးဆူရသွားခဲ့ပါရီဒီပွဲမှာတပင်သေးမြန်နေစီစကားနဲ့တူဝုမောက်ရွှေရဲ့ချစ်သူသား ပန်းတွင်ဖြစ်ခဲ့ရင်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားလေးသွားရောက်ပြသခဲ့ပါတယ်။ဒီဇာတ်ကားလေးဆူရခဲ့ပေမယ့်ထုံမပြောခဲ့ပဲအေးဆေးနေတာကြောင့်သာဆူရခဲ့တာမသိတာပါ။ပိုင်ဒဂွန်တရုတ်ဆောင်ထားတဲ့ကမ်မောရီးယားရုပ်ရှင်ဇာတ်ကားလေးဆူရသွားပါတယ်။မိမိကိုကိုကဖန်အင်အားတောင်းတနေပြီးသူ့ကိုဆူရစေချင်တဲ့သူကလည်းများလာကြောင်းတရုတ်ရုပ်ရှင်ပွဲတော်မှာဆူရသွားတဲ့အခါမှာတော့ပို့ပြီးတော့လူသိသွားခဲ့တာဖြစ်ပါတယ်။တရုတ်ရုပ်ရှင်ပွဲတော်မှာရလာတဲ့ဆူကအထူးကျွဆူမှုတဲ့အကြောင်းကိုကယ်ရမီဆော်မြင့်ဦးကရှင်းပြလိုက်ပါတယ်။မြန်မာနိုင်ငံကကယ်ရမီပြည်ပွဲမှာဆူမြရတဲ့ဇာတ်ကားက တရုတ်ရုပ်ရှင်ပွဲတော်မှာဆုရသွားခဲ့တာဟာမြန်မာရုပ်ရှင်လူကြီးတွေတုံးမကြသလိုဖြစ်သွားစေတယ်လို့တောင်းကယ်ရမီဆော့အမြင့်ဦးကခန်းစားသွားပါတယ်။ရုပ်ရှင်ပွဲကလူကြီးတွေမျက်မှန်တက်ဖို့အတွက်လိုအပ်နေရင်လည်းပရိသတ်တွေကမျက်မှန်ပုတ်ပေးလို့ရကြောင်းနဲ့မျက်မှန်တွေကိုလက်ခံနေပြီဖြစ်ကြောင်းကိုပါထည့်ပြောလိုက်ပါသေးတယ်။မမေတေမြန်နေစီစကားဆူရလို့ဝန်တာနေတဲ့မိမိကိုကိုအတွက်ချစ်ကြည်ရပေးတဲ့ဆုဖြစ်ပြီးထူးချွန်စုမဟုတ်ကြောင်းဒေါက်တာဆောမြင့်ဦးကရှင်းနေနားလေလွဲစီအောင်ပြောပြလိုက်တာပါ။အေးချင်းရှိတော့မြန်မာအကယ်ဒမီဆုကိုရမှာဖြစ်ပြီးလိုအပ်ချက်တွေရှိတာကြောင့်မလို့ ဒါမှမဟုတ်ပိုကောင်းတဲ့ဇက်ကားတွေရှိနေကြတဲ့သတင်းတွေများနေစီကကယ်မီစုတွေတစုမှမရတာဖြစ်ကြောင်းသိပေးလိုက်တာလည်းဖြစ်ပါတယ်။တရုတ်ရှင်ပွဲတော်ကပေးတဲ့စုကနိုင်ငံတွေချစ်ကြည်ရေးအတွက်ပေးတဲ့စုဖြစ်လို့အရန်ဝမ်းသာတဲ့ကိစ္စမဟုတ်ကြောင်းတွေ့ဝိုက်ပြီးပြောလိုက်တဲ့ပုံမှာဘလို့ထင်မိမိလဲဆိုတာ comment မှာပြောခဲ့ပေးပါအောင်နော်။